နောက်တစ်ခါလိန်ကရံအတွင်တဏ္ဏကွယ်တယ်ဆိုတာလေဒါကရံတော်ရင်အနေနဲ့တစ်ဖက်သက်ပြောတဲ့စကားအရေးကြီးဆုံးကတော့ဒီ၃ခုကအရေးကြီးတယ်နော်အဓိကမရေပရိပတ်တိရေပရိယတ်တိရေဒါအရေးကြီးတယ်နောက်ဆုံးမှာလိန်ကအန္တရာဒနာဆိုတာရံဘဝနေကြတဲ့ပုဂ္ဂိုလ်တွေက ဒီသင်္ကန်းကြီးဒီအောင်ကြီးတွေရှုပ်ပါတယ်ဆိုပြီးတော့ဆေးမဆိုးတော့ပဲနဲ့တခြားအောင်တွေဝတ်လာတယ်ခုနကဂျပန်ဘုန်းကြီးလူလူဝလူစားတွေဝတ်လာပြီဆိုလို့ရှိရင်တော့နောက်ဆုံးဟာအတင်တရံပျောက်သွားတယ်ရသော်ပြန်ဟောထားတဲ့ဒီတကိနာဝိပင်ကတုတ်တံမှာကုတ္တရဘူကာတာဝသံ ခန္ဓာဆိုလေဘင်းကို သင်္ကန်းစပတ်ထားတဲ့ပုဂ္ဂိုလ်တွေလက်ကိုသင်္ကန်းစပတ်ထားပြီးဘုန်းကြီးဆိုတဲ့တင်ဒေတာလေးလောက်ရှိတော့တဲ့ပုဂ္ဂိုလ်မျိုးတွေတောင်မှပဲအဲ့ဒီပုဂ္ဂိုလ်တွေသာရှိတဲ့ခင်မျိုးတောင်တန်ဃာကိုရည်စူးပြီးတော့လှူရင်အနန္တအပ္ပမေယအကျိုးကျေးဇူးရှိသေးတယ်လို့မြတ်စွာဘုရားဟောခဲ့တယ်။တန်ဃာကိုရည်စူးပြီးတော့ကုသိုလ်ကောင်းမှုလုပ်လို့ရသေးတယ်လို့ဆိုတာနော်။ အဲ့ဒီပုံကိုယ်တွေဟာတဖြည်းဖြည်းနဲ့တန်ကားရဲ့အသွင်သဏ္ဍာန်နောက်ဆုံးကြတော့လုံးဝပျောက်သွားပြီခုနဂျပန်ဘုန်းကြီးလိုအိမ်တော်တွေပြုတ်ပြီးတော့လုံးဝပျောက်သွားပြီဆိုရင်တော့ဒါလိန်ကအန္တရာဌာနလို့ခေါ်တယ်ဘုန်းကြီးဆိုတာမရှိတော့ဘူးဟောတချို့နေရာတွေပျောက်သွားပြီလေဘုန်းကြီးမရှိတော့အိန္ဒိယနိုင်ငံအဲ့ဒီလိုနီးနဲ့ဒေသအလိုက်ဘုန်းကြီးတွေပျောက်သွားလို့ဘုရားဘာသာတွေမရှိတော့ဘူးမဟုတ်ဘူးရှိတယ်ဘုရားဘာသာတွေ သို့တော့ဘုန်းကြီးမရှိတော့တဲ့အတွက်ကြောင့်သာသနာဟာကွယ်သွားတာပေါ့ဒီလိုဖြစ်တာအဲ့တော့လင်္ကအန္တရဒါနကွယ်ပတ်သွားပြီဆိုတဲ့အခါလုံးဝကွယ်သွားတဲ့အနေထားမျိုးတစ်ခုရှိတယ်ရောက်သွားတယ်နောက်ဆုံးဓာတုအန္တရဒါနဓာတ်တော်တွေကွယ်မယ်ဆိုတာကြတော့ဒါနောက်ဆုံးအဆင့်ပဲမြတ်စွာဘုရားရဲ့ဓာတ်တော်မူတော်တွေဆိုတာအလဟတ္တပျောက်ပြက်သွားတာမရှိဘူးဘယ်တော့မှမပျောက်ဘူး ဒီတတ်တော်တွေဟာနောက်ဖျားလက်ထက်ထီအောင်လည်းဘယ်တော့မှမရှိဘူးနော်ဒီတတ်တော်လေးတစုရှိနေသမျှကာလပတ်လုံးနောက်ဖျားလည်းပွင့်အောင်မှာမဟုတ်ဘူးဖျားတစုရဲ့ခေဟာနောက်ဆုံးတတ်တော်ခြုံငိမ့်တဲ့အဆင့်နဲ့သတ်မှတ်ထားတာတတ်တော်မူတော်တစုရှိနေသေးရင်ဖျားသာသနာရှိနေသေးတယ်လို့ဆိုရတယ်ဒါကြောင့်မို့နောက်ဆုံးနေ့ရောက်တဲ့အခါကျတော့တတ်တော်မူတော်တွေဟာ ဒီမြန်မာနိုင်ငံကစာမှုတွေထဲမှာရှိသမျှဓာတ်တော်တွေဟာပထမတိရိနိုင်ငံနိုင်ငံအနုရဒပူရမြို့ကမဟာစေဒီမှာ သွားစုမယ်အဲ့ဒီကနေပြီးတော့နာဂဒီပတိရိနိုင်ငံနောက်ပိုင်းမှာနာဂဒီပကျွန်းရှိတယ်အဲ့ဒီနာဂဒီပကျွန်းကရာဇာယနစေဒီကိုသွားစုမယ်ဒီလိုဆိုတယ်ပြီးတဲ့အခါကျတော့ဘုရားကရာမြတ်စွာဘုရားပွင့်တော်မူတဲ့နေရာကိုဓာတ်တော်တွေ ဓမ္မပြေကရှိတဲ့ဓာတ်တော်နော်တာဝရိန္ဒနတ်ပြေမှာနတ်ပြေတွေမှာရှိတဲ့ဓာတ်တော်တွေကဘာရရမှာရှိကြတယ်ဓာတ်တော်တွေအားလုံးဟာဘုရားကရာမှာစုဝေးကြလိမ့်မယ်တဲ့စုဝေးပြီးတဲ့အခါမှာအဲ့ဒီဓာတ်တော်တွေအကုန်စုံသွားတဲ့အခါမြတ်စွာဘုရားရဲ့ပုံပန်းတရံပြန်ပြီးတော့ဖန်ဆင်းကြလိမ့်မယ်ဓာတ်တော်တွေကအဲ့ဒီဖန်ဆင်းပြီးတဲ့အခါလူတွေတော့အဲ့ဒီပွဲကိုမသိနိုင်တော့ တကူပြရီဟာတွေပြမယ်တဲ့မြတ်စွာဘုရားတကူပြရီဟာတွေရေမီးအစုံတကူပြရီဟာပြသလို့အဲ့ဓာတ်တော်တွေကဘုရားရဲ့အသွင်တရံဖန်ဆင်းပြီးတော့တကူပြရီဟာတွေပြပြီးနောက်ဆုံးမှာအဲ့ဒီဓာတ်တော်လေးတစုကစပြီးနော်တေဇောဓာတ်လောင်သွားပြီးပြာထီအောင်ဘာမှ မကြံတော့ဘဲနဲ့လုံးဝပျောက်ကွယ်သွားလိမ့်မယ်အဲ့ဒီချိန်မှာ နတ်တေတာ အဲ့ဒီပွဲကိုတက်ရောက်ပြီးတော့တရားနာခွင့်ရလိမ့်မယ်ဖူးတွေးခွင့်ရလိမ့်မယ်လူတွေတော့မရဘူးလို့ဒီလိုဆိုတယ်ခကြီးဟာဘလောက်ပျက်စီးသွားမယ်ဆိုတာစဉ်းစားကြည့်ပေါ့အဲ့ဒီလိုဓာတ်တော်တွေနောက်ဆုံးဘုရကရာဒေတာမှာအလုံးချုပ်ငိမ့်သွားပြီးဆိုတဲ့အခါမှာနတ်တိပြမာတွေဟာရသော်ဗျာပြိဋိဘံစံသွားတဲ့နေ့ကငိုကြွေးတယ်လို့အဲ့ဒီနေ့မှာတောကတွေဖြစ်ပြီးငိုကြွေးကြပြီးတော့ ေးဒီဘုရားသာသနာတော့လုံးဝချုပ်ငိမ့်သွားပြီနောက်ဘုရားသာသနာပဲမျောချဆိုဆိုတဲ့အနေနဲ့နောက်ဘုရားကိုပဲမျောလင်းကြရတော့တဲ့အနေထားမျိုးဒီဘုရားရဲ့လက်ဆက်လက်နက်တွေအဆုံးသတ်သွားတာဓာတုအန္တရဌာနလို့ခေါ်တယ်တဲ့အဲ့ဒါလို့သာသနာတော်ဟာပထမအဆင့်နေနဲ့အဓိကမဆိုတဲ့တရားဓုတရားမြတ်တွေ꿰မယ်ဒုတိယအဆင့်အနေနဲ့ကကျင့်စဉ်တွေ꿰မယ် တတ္တရအဆင့်နေတဲ့ကမြတ်စွာဘုရားဟောကြားတဲ့ပိဋကသုံးပုံ क्वे မယ်စတုထအဆင့်ကြတော့ဇာဘိကျန်ကနေမရှိတဲ့နောက်ယဟန်တွေရဲ့အသွင်တရံရှိနေသေးတော့လဲနောက်ဆုံးမှာယဟန်တန်ဃာဆိုတဲ့အသွင်တရံပျောက်ကွယ်သွားလိမ့်မယ်ပိစမအဆင့်ရောက်တဲ့အခါမြတ်စွာဘုရားရဲ့ဓာတ်တော်မွေတော်တွေဟာပြိနိဗ္ဗာန်ဆံပြီးတော့ပျောက်ကွယ်သွားလိမ့်မယ်ဓာတုအန္တရဌာနအဲ့ဒီလို သာသနာကွယ်ပခြင်းဟာအခုလို့50ဖြင့်ကွယ်ပမယ်ဆိုတာကိုအန္တရငါဒါန၅မျိုးဆိုပြီးတော့တင်္ဂုတ်တရအထက်ကရာမှာရှင်းပြထားတာကို တွေ့ရှိနိုင်ပါတယ်